ဲစုငိန်လောက်ပံ့ပိုးမှုတွေမရခဲ့လို့ Top 40တောင်မဝင်ခဲ့တဲ့ခီစာခင်ပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လင်းစင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မစ္စဝေါ်ပြန်ပွဲဆိုတာကမ္ဘာမှာအမြင့်ဆုံးစံနှုန်းတွေကိုချပြနိုင်ပြီးတော့အဆင့်တန်းရှိတဲ့အမျိုးသမီးကောင်းတွေကိုဖော်ထုတ်ပေးနေရအလမဲ့အဖွဲ့အစည်းကြီးဖြစ်ပါတယ်။မြန်မာပြည်သက်တွေများစွာအားပေးခဲ့ကြတဲ့ Miss Universe နဲ့ Miss Grand တို့လိုလူသိများပေမဲ့လည်းမြန်မာပြည်ရဲ့နာမည်ကြီး Miss World အလမဲ့တယောက်ဖြစ်တဲ့ဟန်တီကိုတော့ပြည်သက်တို့သိကြပါတယ်။ မစ္စဂရန်တပ်ပို့ပြီးအဆင့်ရှိတဲ့အတွက်ကောင်းမွန်တဲ့ထောက်ပံ့မှုတွေကိုတော့အင်တိုင်းအားတိုင်းလုပ်ရင်းနဲ့နိုင်ငံအတွက်ကောင်းကျိုးတွေများစွာဆောင်ယူနိုင်မှာအမှန်ပဲဖြစ်ပါတယ် ဒါပေမဲ့အခုနှစ်မှာတော့မြန်မာပြည်ရဲ့ Miss Water Rider ထူအပ်လွင်ရဲ့အတုံးမချမှုကြောင့်ထွန်းတောက်တဲ့ကျဲတပွင့်ဟာလက်ပလာနဲ့ပဲပြန်လာရအောင်မှာပဲဖြစ်ပါတယ်။အလမဲ့ခေစားခင်ကအသက်18နှစ်အရွယ်မိန်းကလေးတယောက်ပါ။တာမန်မိန်းကလေးတယောက်ဖြစ်ပေမဲ့အသက်15နှစ်အရွယ်ကလေးကနိုင်ငံတကာဆက်ဆံမှုတွေမှာအတွေ့အကြုံရှိပြီးတော့အလမဲ့ဝင်ပြိုင်ခဲ့မှုတွေတူတယောက်ဖြစ်ပါတယ်။အင်္ဂလိပ်ကေလေပြန်ခဲ့တဲ့ Miss တွေထက်ဆိုင်ရင်ကောင်းမွန်တဲ့အနေအထားမှာရှိတဲ့အတွက်အင်းနဲ့အားနဲ့ပံ့ပိုးပေးရင်အဆင်ပြေအောင်မြင်နိုင်မဲ့ကလေးဖြစ်ပါတယ်။ သူမရဲ့ဆိုလာတဲ့ကံကြောင့် National Director ရဲ့ရေးစားမော်နေတဲ့ချိန်မှာတိုးခဲ့ပြီးတော့ပြိုင်ပွဲဝင်ခဲ့ရတဲ့အတွက်ခီဆာကင်ရဲ့ Miss World ပြိုင်ပွဲဟာအတွေ့အကြုံယုံယုံအဆင့်သာလမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ထိုအလွင်ကတော့အခုနောက်ပိုင်းမှာတဲဆုငိန်လောက်ဘဲအရာကိုမှဂယုမဆိုင်ပဲဖြစ်နေခဲ့ရဖြစ်ပါတယ်။တဲဆုငိန်တို့ကပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့ပြီးတော့ ဝန်ဆောင်တဲ့ပတ်သက်ရင်လည်းလုံးဝစိတ်မပြတ်စေခဲ့တဲ့လို့ဖိုတင်အာယောလူအားဝမကြံနိုင်ငံတကာအလှမရီထက်တာလွန်အောင်စွမ်းဆောင်ပေးခဲ့ရပဲဖြစ်ပါတယ်။တဲစုငိမ့်အတွက်ဆိုရင်အကျွေးပါယူပြီးတော့ပံ့ပိုးပေးခဲ့ရဖြစ်တဲ့အတွက်လူအများကတော့အံ့ဩနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ခေစာခင်အတွက်ကတော့စက်မှတ်မှုလည်းမရှိသလိုပံ့ပိုးမှုအားလည်းတိတ်နေခဲ့ပါတယ်။ project တွေအတွက်လည်းခေစာခင်ဟာကိုယ်တိုင်လုပ်ခဲ့ရပြီးတော့နိုင်ငံတကာအလှမရေကြားမှလည်းမျက်နှာမငင်ရအောင်မျိုးစုံတယောက်တည်းကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။တဲစုံငိန်ပြိုင်ပွဲဝင်တုန်းကတော့သူမအတွက် national ဝစ်ဆောင်ကိုတောင်မှလေးလံပြန်တင်နိုင်တဲ့အထိတံပိုးကြီးရဲ့ဝစ်ဆောင်ကိုချပြခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ခေစာခင်အတွက်ကတော့ဘာသမိုင်းပြယုံမှမရှိတဲ့လွယ်ကူတဲ့ဝစ်ဆောင်လေးကိုသာချပြခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒီချိန်ကလေးကပရိသတ်တွေကထင်နေခဲ့ကြပေမဲ့မပြောလို့တဲ့အတွက်မပြောခဲ့ကြပါဘူး။အခုတကံမှာတော့ထူးအပ်လွန်ဟာခေစားခင်အတွက်လုံးဝစေတနာမရှိကြောင်း။ evening ကောင်းဝန်းဆောင်မှာလည်းမြင်တွေ့ခဲ့ရပြီပဲဖြစ်ပါတယ်။ခေစားခင်အတွက်ပြင်ဆင်မှုလုံးဝမရှိတဲ့အပြင်ဝန်းဆောင်ဟာခမ်းနားမှုလုံးဝမရှိပဲတရပူဆောင်ဖို့မပြောနဲ့။တာမန်အရက်သူမင်္ဂလာပွဲတဲ့ဝန်းဆောင်လောက်တောင်တာနာမှုမရှိတဲ့အတွက် အတော်လေးကိုဝန်းနေစရာကောင်းရတာပဲဖြစ်ပါတယ်။ခေစာခင်ဟာ project လက်ခံမှာရှိပြီးတော့အရင်ချင်းရှိတဲ့ကလေးလေးဖြစ်ပါတယ်။ဒါကြောင့်မလို့တရဖူရတဲ့အထိမမျော်မှန်းထားပေမဲ့လည်းအဆင့်40အတွင်းတော့ဝင်နိုင်တဲ့အရင်ချင်းရှိပါတယ်။အခုခါမှာတော့ပြန်ကြည့်တိုင်းတနာဖို့ကောင်းတဲ့ပြင်ဆင်မှုတွေကိုသာပြန်တွေ့ရတဲ့အတွက်ပရိသတ်တွေကတော့ခေစာခင်ကို အားနာနေကြတာဖြစ်ပါတယ်။ ကိုရဲ့အလာမဲ့ပြန်ပွဲဝင်နေရကိုဂယုမဆိုင်တဲ့ပြင်သဲဆုံငင်းရဲ့အမွေးလေးကိုအရေးလုံးနေတဲ့ Miss Wong မြန်မာဒါရိုက်တာ2အလွင်ရဲ့ခိစာခင်ပေါ်မှာပံပိုးမှုပြက်ကွက်ခဲ့ရတဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်